မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့မတ်လ25ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့စကိုင်းတိုင်းရဲ့85ရာခိုင်နှုန်းအထိကိုနယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်အတည်ပြုတဲ့သတင်း။ စစ်ရှုံးအကြံဖတ်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုတန်ရဲ့ပိုင်ဆိုင်မှုအားလုံးကို CDF တန်တလန်ကောင်စီချိတ်ပိတ်သိမ်းဆည်းတဲ့တဲ့။အကြံဖတ်စစ်ကောင်စီလက်အောက်အဒမစစ်မှုမထမ်းလိုတဲ့လူငယ်များကို MDY PDF ဖိတ်ခေါ်တဲ့တဲ့။မြမအကြံဖတ်စစ်တပ်ကိုနိုင်ငံတကာကထိထိရောက်ရောက်အေးအေးယူဖို့ပြစ်တင်တိုက်တွန်းတဲ့တဲ့။ပကုတ်ခုမျိုးနယ်မှာအကြံဖတ်စက်ကောင်စီရဲ့အထိုင်စခန်းကို PDF တွေတိုက်ခိုက်တဲ့တဲ့င်အမှတ်၈ပြည်တော်စုလမ်းမကြီးမှာလမ်းကင်းထွက်လာတဲ့အကြံဖတ်စက်ကောင်စီတပ်သားတွေကို PDF တွေကကြားပြတ်တိုက်ခိုက်တဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါဝင်တဲ့ဆရာနာရှင်တော်လန်ยีဆန္နာပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်မှာကသခိုင်းတိုင်းရဲ့85ရာခိုင်နှုန်းအထိကိုနေမြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်အသိပေးတဲ့သတင်းပါ။စကိုင်းတိုင်းတိုင်းလုံးရဲ့85ရာခိုင်နှုန်းအထိကိုနေမြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကအသိပေးပြောကြားလိုက်ပါတယ်။ကဘောညီနောင်ကမ်ပိန်းမိတ်ဆက်စကားဝိုင်းကိုမတ်လ22ရက်နေ့ကမြန်မာစံတော်ချိန်ည9နာရီအချိန်မှာပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဦးရီမွန်ကအခုလိုပြောကြားလိုက်တာပါ။အထူးသဖြင့်စကိုင်းတိုင်းတိုင်းလုံးဆိုရင်85ရာခိုင်နှုန်းအထိကိုနယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်တဲ့အနေအထားလို့ပြောလို့ရပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်2025ခုနှစ်အတွင်း တိတာထင်ရှားလာတဲ့အချက်ကတော့ရခင်စည်ရေးလှူရှားနိုင်စွမ်းအားနေခဲ့တဲ့ဒေသတွေဒီပင်လျင်အခုဆိုပုံပြီးမှစည်ရေးလှူရှားနိုင်လာပြီဆိုတာတွေ့ရမှာပါဒါဒီပင်လျင်ကာကွယ်ဝင်ကြီးဌာနအနေနဲ့ပထမအဆင့်မျှော်မှန်းဆောင်ရွက်ချက်လို့ပြောလို့ရပါတယ်လို့ပြည်တော်စုဝင်ကြီးဥယီမွန်ကပြောကြားလိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရလတ်၃ခုကိုလက်ဝယ်ရရှိထားပြီဖြစ်ပြီးအဲ့ဒါတွေကပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ထူထောင်နိုင်တာ ဒေါ်လာရင်းအဖွဲ့တွေရဲ့စိုးမိုးထိန်ချုပ်နေမြေတွေလွတ်မြောက်နေမြေတွေတနိုင်ငံလုံးအနှံ့အပြားပေါ်ပေါက်လာတာနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးပြည်သူအုပ်ချုပ်ရေးရန်နရာထူထောင်လှည့်ပတ်နိုင်တာတွေဖြစ်တယ်လို့လည်းအတိပေးပြောကြားခဲ့ပါတယ်။ပြည်သူတွေရဲ့အားပေးထောက်ခံမှုကြောင့်လည်းကျွန်တော်တို့တက်မတော်ကျွန်တော်တို့ရဲဘော်တွေအခုလိုရှင်သန်ရက်တီလာနိုင်ပြီးတိုက်ပွဲဝင်လာနိုင်တာဖြစ်တယ်လို့ပြောလို့ရပါတယ်။အဲ့ဒီအတွက်အားလုံး ို့ပြည်သူလူထုကိုလည်းအမြဲတမ်းဥညွတ်အလေးမှုဖို့အင်မတန်အရေးကြီးပါလိမ့်မယ်။ပြည်သူတွေအနေနဲ့လည်းတော်လန်ရေးတပ်ဦးကနေပြီးတော့မှခြိတက်နေတဲ့ PDF ရဲဘော်တွေကိုကိုယ့်ရဲ့သားသမီးတွေလိုသဘောထားပြီးတော့အမြဲတမ်းရင်အုပ်မကွာကူညီဖို့စောင့်ရှောက်ဖို့ဒါလည်းအရေးကြီးပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်လို့ဥယီမွန်ကပြောပါတယ်။ဒါအပြင်တော်လိုင်းအင်အားစုတွေလက်တွဲပူးပေါင်းပြီးမှတိုက်ပွဲဝင်နိုင်တဲ့ကိစ္စမှာ အမှတ်၁စစ်ဒေတာက နမူနာကောင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟန်ချက်ညီတိုက်ပွဲဝင်နိုင်တာကတော်လှန်ရေးခရီးရောက်တဲ့အကြောင်းရင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေနဲ့ຫນွေဦးတော်လှန်ရေးရဲဘော်အားလုံးရဲ့သူရတတ္တိနဲ့ကိုဂျိုးစွန့်လွတ်မှုအချက်ကလည်းအရေးကြီးကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်ဒီလိုခရီးရောက်လာတာနံပါတ်1ပြည်သူနဲ့အဆက်မပြတ်ထောက်ခံပါဝင်မှုနံပါတ်2 ဒေါ်လာရင်အင်အားစုတွေအလုံးလက်တွဲပူးပေါင်းပြီးတော့ဟန်ချက်ညီတိုက်ပွဲဝင်နိုင်မှုနံပါတ်3ကျွန်တော်တို့ရဲ့ရဲဘော်တွေရဲ့တူရတတိနဲ့ကိုကျိုးစွန့်တိုက်ပွဲဝင်မှုဒီ၃ချက်ကိုကျွန်တော်တို့ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်ဒီဒေါ်လာရဲ့အပီးသက်အောင်ပွဲကိုလည်းကျွန်တော်တို့ဘလို့ရယူကြမလဲဒါကလည်းဒေါ်လာကြီးရောက်လာခြင်းကိုထိမ့်သိမ့်ဖို့မြင့်တင်ဖို့ဒီထက်ပိုပြီးတော့အားကောင်းအောင်ဆောင်ရွက်ဖို့ပဲဖြစ်လိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့ဒီလိုနားလည်ပါတယ် ပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုကိုလည်းထပ်ပြီးတော့မှအားကောင်းလာအောင်စ조사အထောက်ရဖို့လိုလိမ့်မယ်လို့ဦးရီမွန်ကပြောပါတယ်။ဒါအပြင်ကဘောဒေတာတစ်ခုလုံးကလေးခရိုင်နဲ့တမှုခရိုင်နှစ်ခုလုံးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေက နေမြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့လည်းအသိပေးထားပါဗျ။အဲ့ဒီဒေတာမှာကလေးမျိုးနဲ့တမှုမျိုးနှမျိုးသာအကြမ်းဖက်စစ်ကောင်စီအကျဉ်းအကြံတွေရှိသေးတာဖြစ်ပြီးကြံဒေတာအလုံးကို PDF တွေကထိန်းချုပ်ထားနိုင်ပြီလို့ပြောပါဗျ။ လက်ရှိအချိန်မှာတော်လန်ยีတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့က64မြို့အထိရှိပြီဖြစ်တယ်လို့လည်းစီးရင်တွေအရာသိရပါဗျ။ဆက်လက်တင်ဆက်ပေးမှာကစစ်ရှုံးရံဖတ်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ပိုင်ဆိုင်မှုအားလုံးကို CDF ထန်တလန်ကောင်စီချိတ်ပိတ်သိမ်းဆဲတဲ့တင်ပါစစ်ရှုံးချမ်းပတ်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန်ထိန်းချုပ်နေမြေအတွင်မှာပိုင်ဆိုင်ထားတဲ့အင်ချမ်းမြေပိုင်ဆိုင်မှုအားလုံးကိုတော်လန်ยีကာလအတွင်း ပြည်သူလူထုကိုစားအပီးပိုင်တင်ဆက်ထားမယ်လို့ CDF ထန်တလန်ကောင်စီထံကသိရပါဗျ။တင်ဆက်ထားတဲ့ဒေါက်တာမှုထံရဲ့ပိုင်ဆိုင်မှုတွေကိုလိုအပ်တယ်လို့ဆက်လက်ကင်တွယ်မှာဖြစ်ပြီးအစ်စ်တက်လာမယ်အစိုးရတစ်ထံကိုလွှဲအပ်သွားမယ်လို့ဆိုပါဗျ။ချင်းပြည်နယ်ထန်တလန်ဒေသခံဖြစ်တဲ့ဒေါက်တာမှုထံကမတရားအာဏာသိမ်းထားတဲ့အပြင်ထန်တလန်မြို့တစ်မြို့လုံးကိုမီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုအားပေးနေသူဖြစ်တယ်လို့ CDF ထန်တလန်ကောင်စီကပြောပါဗျ။ အဲ့ဒါအပြင်သူကပြည်သူလူထုအပေါ်ရက်စက်စွာအကောင့်ထဲပေါ်ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတက်ကြွစွာပါဝင်တာတွေကြောင့် CDF ထန်တလန်ကောင်စီအနေနဲ့သူပိုင်ဆိုင်သမျှကိုတင်ယူတာလို့အတိပေးထုတ်ပြန်ခဲ့တာပါအကြံဖတ်အဖွဲ့ဝင်ဒေါက်တာမှုထံကိုအာနာသိန်းစစ်ကောင်စီဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရမှုပူးကင်ကန်းလျံအစား2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာအစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ် အခုတင်ဆက်မှာကအကြံဖတ်စစ်ကောင်စီလက်အောက်အဓမ္မစစ်မှုမထမ်းလို့တဲ့လူငယ်များကို MDY PDF ဖိတ်ခေါ်တဲ့သတင်းပါအကြံဖတ်စစ်ကောင်စီရဲ့လက်အောက်မှာအဓမ္မစစ်မှုမထမ်းလို့တဲ့အာနာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်လို့တဲ့လူငယ်များကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကကြိုဆိုတယ်လို့ဖိတ်ခေါ်ထားပါတယ်အရင်ကြီးလက်နဲ့နေမျိုးတွေကလူငယ်တို့ကိုပြစ်မှတ်ထားအဓမ္မတပ်သားတစ်စုဆောင်းနေတဲ့အကြံဖတ်စစ်တပ်ကအခုဆိုရင်မန္တလေးမြို့ကလူငယ်တွေကိုပါစစ်မှုထမ်းမဲနိုင်ဖို့ပြောင်းကြကြ ကြေညာဖိအားပေးလာပြီဖြစ်တယ်လို့ဆိုပါရယ်လူငယ်တွေကိုအတ္တမစစ်မှုထမ်းဥပဒေနဲ့အသေးခံတပ်သားများအဖြစ်မွေးထုတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တင်နှန်းဟာအခုဆိုရင်အပတ်စဉ်၁၂အထိကိုရောက်ရှိနေပြီလို့ MDY PDF ကအသိပေးပါရယ်ရက်ကွက်မျိုးနဲ့မိသားစုအလိုက်လူငယ်လူရွယ်များကိုအတင်းအကျပ်စစ်မှုထမ်းမဲနိုင်ခိုင်းပြီးရှေ့တန်းဖို့အသေးခံခိုင်းကလူရည်အတွက်များများစည်းပြီးအကြမ်းဖက်စစ်ကောင်စီကသူတို့လိုအပ်တဲ့အချိန်ကိုဆွဲဆက်နေတာပါ အကြံဖတ်စစ်တပ်အခုလိုလုပ်နေတဲ့အတ္တမစစ်မှုထမ်းကအပတ်စဉ်ဆက်နှစ်နဲ့တင်ပြီးမှမဟုတ်ပဲရင်းတို့လိုအပ်သလောက်အတင်းကျပ်ဖိအားပေးတပ်သားတစ်စုဆောင်းမှဖြစ်တဲ့အတွက်လူငယ်လူရွယ်ကြားမှမရွေးရင်ဆိုင်ကြုံတွေ့ရမဲ့ဘေးဒုက္ခဖြစ်တယ်လို့ပြောပါရယ်။နောက်ဆုံးမဖြစ်မနေလက်နက်ကင်တိုက်ပွဲဝင်ရမည်ဆိုပါကဆေယနာရှင်လက်အောက်မှာအသက်စရေခံမလားတော်လန်ရေးတပ်သားအဖြစ်စနစ်ဆိုးကိုတွန်းလှန်တိုက်ထုတ်မလားရွေးချယ်ကြပါလို့အသိပေးပါရယ်။ အခုဖြစ်စဉ်တွေကြောင့်အကြံပတ်ဆက်အနာရှင်စနစ်ကိုဖြုတ်ချဖို့ PDF တပ်သားများအဖြစ်ပူးပေါင်းပောင်ဝင်အားဖြည့်ပေးကြပါလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကကြိုဆိုတယ်လို့ဖိတ်ခေါ်ထားပါတယ်။ဆလတ်တင်ဆက်ပေးမှာကမြန်မာအကြံပတ်စစ်တပ်ကိုနိုင်ငံတကာကထိထိရောက်ရောက်အရေးယူဖို့ပြည်ထိုင်တိုက်တွန်းတဲ့သတင်းပါ။နိုင်ငံတကာအတိုက်အဝန်အနေနဲ့မြန်မာအကြံပတ်စစ်တပ်ကိုနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ပြစ်ဒဏ်ကကင်းလွတ်နေတဲ့အခြေအနေတွေကိုအရေးယူနိုင်ရေးလှုပ်ဆောင်ရမယ်လို့ ြတိန်ကိုစလဲအယ်လီနာစန်တာကပြောကြားလိုက်ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့58ကြိမ်မြောက်ကုလသမဂ္ဂလူခွင့်ရေးကောင်စီနီလာခံအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတိုက်ပွဲတွေပိုပြင်းထန်လာတာတွေအထူးသဖြင့် February လတလတဲမှာတင်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု300ကျော်ရှိခဲ့ပြီးအရက်သားတွေသေဆုံးတာစေးရုံနဲ့စာတင်ကျောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်တာတွေအပေါ်အထူးစိုးရိမ်ထိတ်လန့်မိတယ်လို့သူကပြောပါရယ် အကြံပတ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအစုလိုက်အပြုံလိုက်ကွပ်မျက်မှုတွေအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအပေါ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေတာတွေအကြမ်းဖက်စစ်တပ်ကနေအိမ်တသိန်းကျော်နဲ့အရက်ပတ်အဆောက်အုံတွေကိုမီးရှို့ခြင်းစတဲ့ကုလအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာအပေါ်ဗြိတိန်အစိုးရအနေနဲ့အလွန်စိုးရိမ်ပူပန်မိတယ်လို့အယ်လီနာစန်တာကဆိုပါတယ်။ မြန်မာနိုင်ငံမှာအကူအညီလိုအပ်နေသူတန်း20နီးပါးရှိပြီးစားနေရိတ်ခါမလုံလောက်မှုလူ15သန်းကျုံနေရတဲ့အတွက်နိုင်ငံတကာရဲ့အကူအညီနဲ့အာရုံစိုက်မှုတွေဟာအခုချိန်မှာပိုမိုအရေးကြီးလာနေပါတယ်။ပြည်ထောင်စုရအနေနဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့ကတိပြုထားတာကြောင့်ယခုပန္နာနှစ်အတွင်းပေါင်တန်း80ကျော်အမေရိကန်ဒေါ်လာတန်း90ကျော်အကူအညီပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ပြည်ထောင်စုရကအကြံဖက်စစ်တပ်အာဏာသိမ်းပြီးကတည်းက လူပုဂ္ဂိုလ်25ဦးနဲ့အဖွဲ့အစည်း39ဦးကိုဒဏ်ခတ်ပိတ်ဆို့ခဲ့တယ်လို့မြမအကြမ်းဖက်စစ်ကောင်စီရဲ့ဗန္နာရီလက်နက်ကိရိယာတွေတုံးဆွဲခွင့်ကိုလည်းပြစ်မှတ်ထားပိတ်ဆို့ထားပါတယ်။ထမှန်တင်ဆက်မှာကပကုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းကို PDF တွေတိုက်ခိုက်တဲ့တဲ့တင်မှာမကွေးတိုင်းပကုတ်ကူမြို့နယ်အင်ပင်ကျေးရွာရှိအကြမ်းဖက်စစ်ကောင်စီနဲ့လက်ပါစီပြူစောတီပူပေါင်းအထိုင်စခန်းကိုမတ်လ22ရက်နေ့မနက်ပိုင်းမှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yanford UG ကမင်းညာကထုတ်ပြန်ပါတယ်။အင်ပင်ကျေးရွာရှိအကြံဖတ်စစ်ကောင်စီရဲ့အထိုင်စခန်းကိုအကြံဖတ်တပ်သားတွေနဲ့လက်ပါစီပြူစောတိတွေထပ်မံအင်အားတိုးရောက်ရှိလာတယ်လို့သတင်းရရှိတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Yanford UG ကပြောပါတယ်။ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်ကောင်စီဘက်မှဘန်ဂါရီနဲ့အဆောက်အုံတွေပျက်စီးခဲ့ပြီးထိခိုက်သေးဆုံးမှုတွေနဲ့နောက်ဆက်တွဲထိခိုက်မှုတွေကိုဆက်လက်စုံစမ်းနေတယ်လို့ဆိုပါရယ်။ အပြန်လှန်ပစ်ခတ်တိုက်ခိုက်မှုမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးနောက်ဒေါ်လန်ရေးရဲဘော်တွေအားလုံးအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဆိုပါစီရေးလှုပ်ရှားမှုကို ရန်ဖို့ UG နဲ့အတူပကုတ်ကူ People Defense Force PPDF ဘာမာ Revolution Ranger BRR တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့အသိပေးထုတ်ပြန်ထားပါဗျ။ဆလတ်တင်ဆက်ပေးမှာကအမှတ်၈ပြည်တော်စုလမ်းမကြီးမှာလန်ကင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို PDF တွေကကြားပြတ်တိုက်ခိုက်တဲ့တဲ့င်းပါတနင်္သာရီတိုင်းတဝဲခရိုင်ရေပြူမြို့နယ်ငင်းကျေးရွာနဲ့ကြောက်ကညာရွာကြားရေးတဝဲအမှတ်ရှိပြည်တော်စုလမ်းမကြီးတလျှောက်မှာလမ်းကင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမတ်လ24ရက်နေ့ကမနက်9:00နာရီအချိန်မှာကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YYPDF ကဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်ပြစ်ခတ်တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှလက်နက်ကြီးပစ်ကူအများအပြားနဲ့ စက်တက်လေဒီပရိုမိုတာတစည်းနဲ့အသုံးပြုပြီးပြစ်ကူပေးခဲ့တယ်လို့ဆိုပါရယ်။ဂျားပြတိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်ကောင်စီဘက်မှဗိုလ်မှူးအဆင့်ရှိသူတူအပါအဝင်20ဦးနဲ့အထက်သေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါရယ်။အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွမြောက်ရေးတပ်တော် DNL ရဲ့ဒုကရစစ်ကြောင်းဥဆောင်မှုနဲ့ရေဗျူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ WYPDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးဒေါ်လန်ရေးရဲဘော်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးလှုပ်ရှားမှုတွေကိုအချိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စည်ရေးအထူးသတိပြုသွားလာနေထိုင်ကြဖို့အတိပေးတိုက်တွန်းထားပါတယ်။ဒါအပြင်တနင်္လာရီတိုင်းအတွင်းအကြမ်းဖက်စစ်ကောင်စီကအချိန်မရွေးလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်နိုင်တာကြောင့်ပြည်သူတွေအနေနဲ့လေးချောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြဖို့လည်းအတိပေးတိုက်တွန်းထားပါတယ်။တော်လန်ရေးရဲ့စည်ရေးအချိန်မြင့်လာတာနဲ့အမျှ ြည်သူ့ဘက်နဲ့အမှန်တရားဘက်ကိုရက်တီလိုတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်တီတော်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူ့ရင်ခွင်ခိုလုံပြီးအ мян ဆုံးပူပေါင်းပေးကြဖို့လဲတိုက်တွန်းဖိတ်ခေါ်ထားပါတယ်အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဂံကောခရိုင်နှံခါရွာမှာ အကြံဖတ်စေအုစုကစေကန်းကိုရည်ရွယ်ချက်ရှိရှိလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့် CDM ဆရာဝန်မိသားစုတိတ်ဆုံးမှုဖြစ်စဉ်အတွက်ဝန်내ချင်းတပိတ်ကိုကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကပြုလုပ်ခဲ့ကြပါတယ်။အကြံမဖတ်အာနာဖီဆန်ရင်အကြံဖတ်တပ်ဖြတ်ခံရသူတွေတပားသူရဲ့အသက်ကိုကယ်တင်ရင်မိမိအသက်ကိုပေးဆက်ခဲ့ကြသူတွေအားလုံးရဲ့ရဲစွမ်းတတိနဲ့ပြတ်သားခိုင်မာတဲ့စိတ်ဓာတ်ခံယူချက်နဲ့လုပ်ရက်တွေပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူတယ်လို့ဆန္ဒပြပြည်သူတွေကဟစ်ကြွေးခဲ့ကြပါတယ်။ ရမပင်မြို့နယ်မှာအောင်လံလွင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကအကျန်းဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေကအောင်လံလွင့်မြီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကျန်းဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံဒေါ်လန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကျန်းဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ါကတော့မတ်လ25ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။